ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့အမေရိကန်သမ္မတထရန့်စီကိုမြန်မာရေးအကူအညီပေးဖို့တောင်းဆိုထားတဲ့အိတ်ဖွင့်ပေးစာကိုဂျပန်နိုင်ငံကအမေရိကန်တန်ယုံကနေတဆင့်အော်တိုဘာလ22ရက်နေ့မှာအမေရိကန်အစိုးရစီကို ပေးဖို့ခဲ့လို့ဂျပန်နိုင်ငံမှာရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အဲ့ဒီအိတ်ဖွင့်ပေးစာထဲမှာအမေရိကန်သမ္မတအနေနဲ့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်လက်ထက် ကြီးမားကျပြန့်လာနေတဲ့ online ကြားပြန့်ငွေလင်ခိုင်းတွေနဲ့မွေးရစေဝါတင်ဖို့ဖြန့်ချီမှုလူကုံကူးမှုတွေနဲ့ပတ်သက်ပြီးအရေးယူမှုပေးဖို့ကိုလည်းတောင်းဆိုထားတာဖြစ်ပါတယ်။အဲ့ဒီလူကုံကူးမှုတွေဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုတိုက်ရိုက်လာရောက်ထိခိုက်နေတဲ့အတွက် ထရန့်အစိုးရအနေနဲ့အရေးယူမှုလှုပ်ဆောင်မှုအတွက်မြန်မာပြည်သူတွေဘက်ကရည်တည်ပေးမယ်လို့မျှော်လင့်တယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်အိန္ဒိချင်းတရုတ်နိုင်ငံရဲ့ဘန်တောင်းသဘောတူညီချက်ချိုးဖောက်ပြီးမြန်မာအရေးဝင်ရောက်ဆက်ဖက်ကတော်လဲအင်အားစုတွေကို အလွန်ကျုံဖိအားပေးနေမှုအကြမ်းဖက်စစ်တပ်ပေါ်ထောက်ခံအားပေးကူညီနေမှုတွေကိုရပ်တန့်သွားအောင် ထရန့်အစိုးရအနေနဲ့အတိုင်းအတာတစ်ခုထိလုတ်ပေးဖို့မျှော်လင့်တယ်လို့လည်းအိတ်ဖွင့်ပေးစာထဲမှာဖော်ပြထားပါဗျ။အမေရိကန်သမ္မတထရန့်စီကိုပေးဖို့တဲ့အိတ်ဖွင့်ပေးစာထဲမှာလည်း လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေအရရအလုံးစုံအကုန်လုံးကိုရှင်းလင်းပြသထားပြီး American အနေနဲ့ NUG အစိုးရကိုအတိမတ်ပြုဖို့ဒေါအောင်ဆန်းစုကြည်သမ္မတဦးဝင်းမြတ်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအကူအညီပေးဖို့မြန်မာစစ်အုပ်စုပေါ်ပုံမိုပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့စတာတွေပါဝင်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံကစစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် ICC တရားရုံးအပါအဝင်နိုင်ငံတကာဥပဒေတွေနဲ့အရေးယူနိုင်ရေး ထောက်ပံ့ကူညီပေးဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့မြန်မာနိုင်ငံကိုစီးရင်ဆိုင်ရာအကူအညီတွေမရောက်ရှိစေရပါဝင် ဒေသတွေလုံခြုံရေးကိုတိုးမြင့်ဖို့နဲ့မြန်မာပေါ်တရုတ်နိုင်ငံရဲ့ဖိအားကို တားဆီးပေးဖို့တွေလည်းပါဝင်နေပါတယ်။မနေ့ကသမ္မတထရန့်ဂျပန်နိုင်ငံကိုရောက်ရှိလာချိန်မှာလည်းဂျပန်နိုင်ငံတိုကျိုမြို့အမေရိကန်တန်ယုံရှိမှာဖက်စစ်အကြမ်းဖက်စစ်တပ်အာဏာသိမ်းအဖွဲ့အနှံ့ကျင့်တောင်းကြနေတာကိုရက်တန်သားစီအတွက်အကူအညီပေးဖို့ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကစုပေါင်းတောင်းဆိုခဲ့ကြပါတယ်ရှင်။